ရိုးရီစေတန်းရှိတဲ့အီရန်နိုင်ငံမြို့တော်တီဟီယန်မှာ လက်ကျန်တောက်သုံးရီပမာဏဟာကိုယ့်ရဲ့စာသာကျန်တော့တဲ့အတွက်မြို့ပြောင်းရွှေ့ရမယ်အခြေအနေဖြစ်နေပါတယ်။အီရန်နိုင်ငံတမိုင်းမှာမိုးခေါင်ရေရှားမှုတန်းအဆိုအဆုံခံနေရတဲ့ကာလဖြစ်ပြီးနှစ်ပေါင်းများစွာမှားရွက်လာတဲ့စီမံကိန်းတွေ မြို့ပြဥယေတဟုံတိုးတွန်းမြင့်လာတာနဲ့မြေအောက်ရေအလွန်ကျွံထုတ်သုံးတာတွေကြောင့်မိုးခေါင်တွေပြီးမြို့တော်ရဲ့တောက်သုံးရီပင်မအရင်းမြစ်ဖြစ်တဲ့ လာဘဆန်ကလက်တီယန်ဆယ်အတွင်းတောက်သုံးရေပမာဏဟာမြို့လူဦးရေတောက်သုံးမှု9ရက်စာသာကျန်ရှိတော်ရာဖြစ်ပါတယ်။တီဟီယန်တွင်သာမကဒုတိယအကြီးဆုံးမြို့မတ်ရှ်မှာလည်းတောက်သုံးရေဟာ300ခန်းလုံးသာကျန်ရှိပြီးနိုင်ငံအတွင်းက10ပေါင်း16ခုလဲ6တွေကုန်တဲ့အတွက်ပိတ်ထားရပါတယ်။ တီရံမှာ6နှစ်ဆက်တိုက်မိုးခေါင်ရေရှားမှုဖြစ်ခဲ့ပြီးမနစ်ကထက်မိုးရွာသွန်းမှုနှုန်း40ရာခိုင်နှုန်းထက်ကျဆင်းသွားတဲ့အတွက်တောင်ကြရေခံရေလောင်ကန်နဲ့မြေရောက်ရေထုတ်ယူတဲ့ရေလောင်ကန်တွေဟာလည်းရေရင်းမြစ်မရှိတော့သလောက်ဖြစ်လာတာကကပ်ဘေးဆိုတာထက်ဆိုးရတဲ့အဆင့်ရောက်နေတာလို့အီရန်တာဝန်ရှိသူတွေကပြောကြားသွားခဲ့ပါတယ် သိပ္ပံပညာရှင်တွေကအီရန်နိုင်ငံရဲ့ရေရင်းမြစ်လုံးဝခန်းချောက်သွားမဲ့အနေအထားကိုနှစ်ပေါင်းများစွာကတည်းကသတိပေးခဲ့ပြီးမဲ့စီမံခန့်ခွဲမှုအမှားတွေကြောင့်ပိုဆိုးလာခဲ့ပြီး2008ခုနှစ်နောက်ပိုင်းအစ်စပါဟန်အရက်ကနေအရှိတောင်ဘက်ကိုစီးဆင်းနေတဲ့ဒိုင်ယန်တက်ရှန်မြစ်ဟာရေမစီးဆင်းတော့ပဲခန်းချောက်ပြောက်ွယ်သွားခဲ့ပြီးဖြစ်ပါတယ်။